မင်္ဂလာပါအားလုံးပဲကျွန်တော်အခုဆိုလို့ရှိရင်တော့အိုကီနာဝါမှာရှိတဲ့ဖူကူရှူအန်ခိုအန်ကိုကြောက်နေဖြစ်ပါတယ်ဒီပန်းချံကားပေါ့နော်1996ခုနှစ်မှာတရုတ်နဲ့ဂျပန်နဲ့ဖက်ဆက်လုပ်ပြီးစတင်ဖွင့်လှစ်ခဲ့တဲ့ပန်းချံဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဂျပန်နိုင်ငံမှာရှိပြီပဲပေါ့နော်တရုတ်ယဉ်ကျေးမှုအမွေအမွေသက်တွေအများကြီးရှိတဲ့ပန်းချံလည်းဖြစ်ပါတယ်အဓိကတော့ဒီမှာရှိတဲ့ ရှင်ကားလေးတွေကအဲတော်တော်လှပါဘောနော်ဒါအလုံးပဲသူလိုက်ခဲ့ပေးပါဦးခင်ဗျာနာငါးစာကြည့်လို့ရတယ်ခင်ဗျာငားတွေကလည်းတော်တော်ရင်နေတဲ့ပုံပေါ်တယ်နော်ကြည့်ပါဦးကျွန်တော်လက်ကိုတော့ကိုက်နေတာအာငားတွေတော်တော်ရင်နေပုံရတယ်ခင်ဗျာ ရွှေငါးတွေကတော့အများကြီးပဲဗျာဒီမှာပန်းချံစတိတီတဲ့ကမွေးထားတာမသိဘူးကောင်းရေ2000လောက်ရှိမယ်ထင်တယ်ခိုင်းလို့တော့ရတယ်ကြည့်ပါဦးဟေးဒါအခုတို့ ရိုက်ကူးရေးထင်တယ်ဗျဂျပန်ရိုးရဝတ်စုံတွေဝတ်ပြီးတော့ရိုက်ကူးရေးလုပ်နေကြတယ်ထင်တယ် တော်လာရပြန်တော့ဟိုဘက်ဒီမှာလည်းအများကြီးပဲဒီအပေါ်ကိုတက်လို့ရတယ်ထင်ပြရကျွန်တော်ရှက်တက်ကြည့်လိုက်အောင်ပေးညီပဲ ことはできないのか石破総理は防衛宮民衛ものအစင်းလန်းကနည်းနည်းမဆောက်ဆောက်လေးပြတဘာဝတိုင်းလှုပ်ထားတာတော့မဖြစ်နိုင်ပါဘူးခင်ဗျာဒါဖန်တီးထားတာပါနော် နည်းနည်းတော့အန်အန်နေရှိရပြဒီမှာမဆောက်တော့လေကိုင်းစရာလည်းနည်းနည်းမရှိတော့နည်းနည်းတော့အန်နေရှိကြောက်တုံးနေဆိုတော့ဒါကျွန်တော်ဆင်းလာတဲ့လမ်းနေโอเค ဒီမှာဆိုလို့ရှိရင်ကုပုံစံမျိုးဖန်တီးထားတော့ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်နော်မာဒီဒီကိုလာမသိဘူးဝေးဒီဒီကိုဒီဒီကိုအထဲကိုရောက်လာတယ်ဒီဒီကိုဒီဒီကိုဒီဒီကိုမောင်ရမိုးဖန်တီးထားတာဖိုက်တယ် ဒီကဒါဝင်ကဘာပုံစံမျိုးဖန်တီးထားတာဖြစ်နေအပေါ်မှာကြောက်သားနေရနေရှိတယ်အထဲမှာတော့နည်းနည်းအေးဆက်ဆက်နေတော့ရှိရတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုသဘာဝတိုင်းဖြစ်နေတဲ့ဂူတွေကအများကြီးပေါ့နော်။ဒါဆိုလို့ရှိရင်အပေါ်လေးပေါက်ပြီးသားပါမယ်။ခုနကကျွန်တော်ကားရေးတယ်ပေါ့။ ဒီမှာဆိုဒါခီးသွားဧည့်သည်တွေကိုအဓိကဆွဲဆောင်ထားတဲ့နေရာဖြစ်တယ်ပေါ့နော်